ောက်ဆက်ကွန်2018ဘောလုံးရည်ရဲ့ချန်ပီယံလိဘောလုံးပွဲစဉ်အဖြစ်ဒီကနေ့ညမှာရီယယ်မက်ဒရစ်နဲ့လီဗာပူးအသင်းတို့ရင်ဆိုင်ကစားကြမှာဖြစ်ပါတယ်။ဒီပွဲစဉ်မှာစောင့်ကြည့်ရမယ့်ကစားသမားဖြစ်တယ်လို့ပရိသတ်တွေစိတ်အဝင်စားဆုံးကစားသမားတအူးကတော့လီဗာပူးအသင်းရဲ့အဓိကတိုက်စင်မှုမိုဟာမက်ဆာလာပဲဖြစ်ပါတယ်။အဆိုပါအီဂျစ်တိုက်စင်မှုကပြီးခဲ့တဲ့ဘောလုံးရာသီတက်လျှောက်လုံးလီဗာပူးအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တယ်လို့ပရီးမီးယားလိဂ်ခိုးသွင်းအများဆုံးစုကိုလည်းရရှိထားသူဖြစ်ပါတယ်။ ဒါကြောင့်သူဟာဒီကနေ့ညမှာချန်ပီယံလိဖလားကို၃နှစ်ဆက်တိုက်ရယူဖို့ကြိုးစားလာမဲ့ရီယယ်မက်ဒရစ်အသင်းရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးနိုင်မှာလားဆိုတာအားလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြပါဗျ။တချိန်ထဲမှာပဲရီယယ်မက်ဒရစ်အသင်းဟာလာမယ့်နွေရာသီပြောင်းရွှေ့ဈေးကွက်မှာတိုက်စစ်မှုဆလာကိုခေါ်ယူဖို့ကြိုးစားနေပြီလို့လည်းသတင်းတွေထွက်ပေါ်လာခဲ့ပါဗျ။ဥရောပအသင်းတစ်ခုခုမှာအန်အားသင့်ဝယ်ခြေစွမ်းပြနိုင်တဲ့ကစားသမားထွက်ပေါ်လာပြီဆိုရင်လက်ရခေါ်ယူတတ်တဲ့ Real Madrid ရဲ့ထုံးစံအရဆာလာကိုခေါ်ယူခြင်းနေတယ်ဆိုတာတန်တရားဖြစ်ဖို့မလိုပါဘူး။ ဆလာရဲ့အပြောင်းရွှေ့အတွက်လီဗာပူးနဲ့ဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေလည်းပြီးခဲ့တဲ့လအနေငယ်ကလေးကထွက်ပေါ်နေခဲ့ပြီးသားပါ။ဒါဆိုရင်မေးစရာရှိတာကလာမယ့်အပြောင်းရွှေ့ကာလမှာဆလာရဲ့အနာဂတ်ဟာရီယယ်မက်ဒရစ်အသင်းစီကိုဦးတည်နေပြီလားဆိုတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်နွေရာသီကရိုမကနေပြောင်းရွှေ့ကြေးယူရို52တန်းနဲ့ရောက်ရှိလာခဲ့တဲ့ဆလာကသူ့ရဲ့လီဗာပူးအသင်းနဲ့ပွဲဥထွက်ဘောလုံးရာသီမှာပဲအံ့အားသင့်ွယ်ခြေစွမ်းကိုထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ ရီးမီးယားလိ36ပွဲကစားပြီးတော့32ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။လီဗာပူးအသင်းကိုအဆင့်၄မှာရပ်တည်စေခဲ့သလိုသူကိုယ်တိုင်လက်ရှိဖနက်ဆုနဲ့ဘဝတူကစားသမားတွေကရွေးချယ်ပေးအပ်တဲ့ PFA တနှစ်တာအကောင်းဆုံးဆုတွေကိုရရှိခဲ့ပါတယ်။ချန်ပီယံလိမှာလည်းဆာလာက14ပွဲကစားပြီးတော့12ဂိုးသွင်းယူကလီဗာပူးကိုဘောလူပွဲအထိပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်လီဗာပူးအသင်းပေးချေခဲ့ရတဲ့ယူရို52တန်းကဆာလာရဲ့စွမ်းဆောင်မှုတွေနဲ့နှိုင်းယှဉ်ရင်ဈေးပေါ်ပေါ်နဲ့ရခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ရီယယ်မက်ဒရစ်ကတော့ဒီကနေ့ညပိုလူပွဲရလက်ဘလို့ပဲဖြစ်ခဲ့ပါစေအပြောင်းရွှေ့ဈေးကွက်မှာကစားသမားအစ်တွေထပ်မံခေါ်ယူဖို့အစီအစဉ်ထားပြီးသားဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီတစ်လျှောက်မှာလည်းရီယယ်မက်ဒရစ်ကဂိုးသွင်းနှုန်းနှဲပါခဲ့တာကြောင့်ဂိုးအများအပြားသွင်းယူနိုင်တဲ့တိုက်စစ်မှုတူအကိုရှာဖွေနေတာလည်းဖြစ်နိုင်ပါတယ်။နီးပြစီတန်းကိုရိုင်းကလည်းနွေရာသီမှာကစားသမားအပြောင်းရွှေ့ပြုလုပ်ဖို့အစီအစဉ်ထားကြောင်းဖွင့်ဟပြောကြားထားပါတယ်။အထူးသဖြင့်တိုက်စစ်ပိုင်းမှာပင်စီမာရှိနေစေဖြစ်ပေမဲ့ Garabel ကတော့အပြောင်းအရွှေ့သတင်းတွေထွက်နေပါဗျ။ ်ကျေးပွန်းတိုက်စစ်မိုးစီရော်နာတို့ကလည်းအသက်33နှစ်ရှိနေပါပြီတကယ်လို့များရီးယက်ကတိုက်စစ်မှုအစ်စ်တအူးကိုခေါ်မယ်ဆိုရင် PSC ကနေမှာကလည်းဖြစ်နိုင်ခြေရှိတဲ့စီးရင်ထဲမှာပါဝင်နေပါတယ်။လက်ရှိအချိန်အထိတော့ Real Madrid ဟာတခြားကလပ်အသင်းကြီးတွေလိုပဲဆလာကိုစောင့်ကြည့်နေစေအခြေအနေသာဖြစ်ပါတယ်။ဒါပေမဲ့အခုနေရာဒီမှာ Garabe ဒါထွက်ခွာမယ်ဆိုရင်တော့ Real Madrid ရဲ့အဓိကပြစ်မှတ်ကဆလာဖြစ်လာပါလိမ့်မယ်။ Garabe ဟာညာတောင်မှတိုက်စစ်မှုဖြစ်ပြီးတော့ Liverpool မှာဆလာကစားနေတဲ့နေရာလည်းဖြစ်နေပါတယ်။ ဒါဟာ Real Madrid အသင်းဘက်ကနေသုံးသပ်ကြည့်ခြင်းဖြစ်ပြီးတော့ကစားသမားပြောင်းရွှေ့ခြင်းနဲ့ Liverpool အသင်းရဲ့အမြင်တွေမပါဝင်သေးပါဘူး။တကြတာကတော့ Liverpool အသင်းဟာဆာလာကိုလက်လွတ်ဖို့ဆန္ဒမရှိဘူးဆိုတာပဲဖြစ်ပါတယ်။ဆာလာကိုယ်တိုင်ကလည်း Liverpool အသင်းမှာပျော်ရွှင်နေတယ်လို့ဇန်နဝါရီလအတွင်းကပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာဖွင့်ဟခဲ့ပါဗျာ။ မီဒီယာတွေကတွေ့ဆုံမေးမြန်းခဲ့ရမှာဆာလာကကျွန်တော်နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကအများအားကြားနေရပါတယ်ကျွန်တော်အတွက်တော့အနှောက်အယှက်မဖြစ်ပါဘူးလက်ရှိအချိန်မှာတော့ကျွန်တော်ဟာလီဗာပူးကစားသမားတစ်ယောက်ဖြစ်ပြီးတော့လီဗာပူးမှာပဲပျော်ရွှင်နေပါတယ်လို့လည်းပြန်လည်ဖြေကြားခဲ့ပါတယ်ဆိုလိုတာကလက်ရှိအခြေအနေမှာကစားသမားကိုရိုင်းကရီယယ်မက်ဒရစ်ကိုပြောင်းဖို့ဆန္ဒမရှိသေးဘူးဆိုတဲ့အတိတ်ပဲပါပဲ။နောက်ထပ်စဉ်းစားရမယ့်အချက်ကပြောင်းရွှေ့ခြေပါ။ရီယယ်အသင်းအနေနဲ့ဆာလာကိုအရခေါ်ယူမယ်ဆိုရင်ပြောင်းရွှေ့ခြေကယူရိုသန်း100ဝန်းကျင်ပေးချေရဖို့ရှိပါတယ်။ ဒါကလီဗာပူးနဲ့ဆာလာကြားမှာချုပ်ဆိုထားတဲ့စာချုပ်သတ်မှတ်ချက်အရာဖြစ်ပါတယ်။အချုပ်အားဖြင့်တော့ဆာလာကလီဗာပူးမှာဆက်လက်ကစားသွားမယ်လို့သုံးသပ်ရမှာပါ။လီဗာပူးကစားသမားဟောင်းနေဖြစ်တဲ့ဆွာရက်စ်နဲ့ကော်တင်ဟိုရိုလိုပဲဆာလာအနေနဲ့အနာဂတ်တစ်ချိန်ချိန်မှာတော့စပိန်မျိုးကကလပ်အသင်းကြီးတစ်ခုခုကိုပြောင်းရွှေ့သွားပါလိမ့်မယ်။ဒါပေမဲ့မကြခင်ရောက်ရှိတော့မဲ့နေရာဒီအပြောင်းရွှေ့ကာလမှာတော့ဖြစ်နိုင်စေနေပါတဲ့အကြောင်းဖော်ပြလိုက်ရပါတယ်ရှင်။